။စိုးရိမ်ရတဲ့အခြေအနေကြောင့်အရေးပေါ်ဈေးရုံတင်ထားရစွမ်းစာနီအားလုံးပဲမင်္ဂလာပါရှင်။ဆယ်လီအင်ဆိုက်တာကနေကြိုဆိုလိုက်ပါဇမင်းသားလေးစွမ်းစာနီကဆယ်ကျော်တက်အရွယ်မှာကလေးကအောင်မြင်ခဲ့ပေမဲ့အောင်မြင်မှုကိုမထိမ့်သိမ့်နိုင်တာကြောင့်ကျမ်းမာကြီးလည်းထိခိုက်လာခဲ့ပါအသက်30ကျော်အရွယ်ကအလုံးလုံးနိုင်သေးတယ်လို့ပွဲတွေလည်းကနိုင်သေးပေမဲ့လည်းစွမ်းကတော့ကျန်းမာရေးကြောင့်အနားယူနေရပါတယ်။ဒီရက်ပိုင်းမှာစွမ်းကပွဲတွေစတိုင်များပြီးပြင်းမှန်းတာကြောင့်ဆေးရုံတင်လိုက်ရပါတယ်။ ။ပသိင်ကအပြန်မှာစွမ်းကဈေးရုံတင်လိုက်ရတာဖြစ်ပြီးစီကူတာမှုခံယူနေရပါတယ်။စွမ်းစာနီကိုမျှော်လင့်နေတဲ့ပရိသတ်တွေရှိရာကြောင့်နောက်ပိုင်းမှာပွဲတွေကိုဖျော့ပြေးပေးပါတယ်။ခြေထောက်ကျန်းမာရေးကြောင့်လှုပ်ရှားရတာခက်ပေမဲ့လည်းဇမင်းသားဝတ်ဆောင်လေးနဲ့မြင်ရရင်ကျေနပ်ပါတယ်ဆိုတဲ့ပရိသတ်တွေလည်းရှိပါတယ်။စွမ်းကတက်နိုင်သလောက်ကပြပြီးတခါတရံစင်ပေါ်ကနေမထနိုင်တော့ပဲထိုင်နေရပါတယ်။ဘေးကလူတွေတွဲခေါ်ပြီးမှသာပြန်ထနိုင်ပြီး သူတမ်းမာကြီးအတွက်စိတ်မကောင်းပါဘူး။တချင်းတွေနဲ့ဖျော်ဖြေတဲ့စွမ်းစာနီကပတိန်ကအပြန်မအမောဖောက်လာတာကြောင့်အရေးပေါ်စည်းရုံတက်ပြီးတော့ကုသလိုက်ရပါပြီ။နှလုံးတမ်းမာကြီးလည်းအားနေသလိုအသည်ကလည်းထိခိုက်နေလို့တိချာကုသနေရတဲ့သူပါ။စွမ်းစာနီကိုတော့ပရိသတ်တွေကစိတ်ပူနေကြပြီးသူတရင်ကိုစောင့်မျှော်နေကြပါပြီ။ဒီကူတာမှုခံယူပြီးရတဲ့နောက်မှာတော့ဇွမ်းကပြန်လည်နေကောင်းလာပြီလို့ဆိုပါယ်။ဇွမ်းကအရေးချင်းရှိတဲ့အမှုပညာရှင်ဖြစ်တာကြောင့်ငငယ်ရွယ်ရွယ်နဲ့ကျမ်းမာရေးမကောင်းတာကိုပရိသတ်တွေကစိတ်မကောင်းကြပါဘူး။ အသက်34နှစ်အရွယ်စွမ်းကတန်တုံးမြန်သောအရွယ်ဖြစ်ပေမဲ့လည်းငယ်စဉ်ကစိတ်လိုလိုက်မိရာကြောင့်သူ့ရဲ့ဆရာတွေကလည်းနှမျောနေကြပါ යි ။စွမ်းကကျမ်းမာရေးမကောင်းတဲ့အချိန်မှာတော့မိသားငယ်လေးတွေကိုသူ့ရဲ့ပညာတွေကိုဘယ်သူကမှမပေးဘူးဆိုတာမရှိဘဲပညာဝေမျှတဲ့သူကိုဝေမျှပေးပါ යි ။မိသားအကကြီးရဲ့အချိန်မှာတော့လွယ်ပေမဲ့လည်းတကယ်လက်တွေ့မှာတော့မလဲကူပါဘူး။မိသားကောက်ကဖို့အတွက်အချိန်များစွာလေ့ကျင့်သင်ကြားရပြီးဝါသနာပါဖို့လည်းလိုအပ်ပါ යි ။စွမ်းမှာဒီလိုရည်ချင်းတွေအားလုံးပြည့်စုံနေလျက် ကျမ်းမာရေးကြောင့်နားလိုက်ကားလိုက်လုပ်နေရပါတယ်။စွမ်းကုန်အားပေးရဲ့ပြိသက်တွေကအစင်ပေါ်မှာမြင်နေရတော့ပါပြီလို့ပြောပေမဲ့လဲစွမ်းကတော့ပြိသက်တွေကိုကြည့်ရတာနဲ့တန်အောင်အတက်နိုင်ဆုံးကားလေးရှိပါတယ်။ဘွဲရီမှာတခြင်းဆိုရင်တော့ဗတ်တက်ရက်ပြီးမတီဆိုနိုင်ပေထိုင်ပြီးမှတီဆိုရတဲ့အထိဖြစ်နေပြီးသူ့ရဲ့သဘင်ပညာတွေကတော့နှမျောစရာဖြစ်သွားခဲ့ပါတယ်။ ။ကျမ်းမာရေးမကောင်းပေမဲ့လည်းသူ့ရဲ့သဘင်ပညာအရေးအသွေးကတော့မနေပဲဇက်ထုတ်ကြီးတွေကိုပိုင်ပိုင်နိုင်နိုင်ကနိုင်မိုင်။ဒါကြောင့်စွမ်းကိုဇက်မင်းသားကောင်းပေါင်းလေးနဲ့မြင်နေရရင်တော့ပြိသက်တွေကခြေနဲ့ရတာပါ။စွမ်းကလွန်ခဲ့တဲ့လကတော့အီမီဇန်နဲ့အတူပွဲတွေမှာဖျော်ဖြေနေပြီးကြမ်းကြမ်းမာမာရှိပါသေးတယ်။ကျမ်းမာရေးမကောင်းတဲ့ဆိုဒီကိုလည်းလက်တွဲခေါ်ပြီးသူ့ရဲ့ပွဲတွေမှာအတူတူဖျော်ဖြေပါ යි ။မိုးတွင်ကာလမရောက်ခင်မှာပွဲတွေကိုစတိုက်ကရင်နဲ့စွမ်းကပင်ပန်းသွားခဲ့ရပါ။ဆရာဝန်ကတော့သူ့ရဲ့ခြေထောက်ကျမ်းမာရေးကြောင့်လမ်းမြများမလျှောက်ဖို့တောင်အကြံပေးထားပါ යි ။ ပရိသတ်တွေကိုအမှုပညာနဲ့ကျေးဇူးဆက်မယ်ဆိုတဲ့စံကကနိုင်တဲ့အထိကသွားမှာဖြစ်ပြီးအခုတော့ပင်မန်းလုံးကစီးရုံတလိုက်ရတာပါစံအတွက်မြန်မြန်လေးကောင်းလာအောင်စူတာစကားလေးတွေကိုရေးသားခဲ့ပါအောင်နော်ကြီးစုအားပြည့်ရဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်